မြတ်စွာဘုရားကအယက်သေးစားစတဲ့ငွေစေတတ်တဲ့အရာတွေကိုအသုံးပြုခြင်းမှာအပြစ်၆မျိုးရှိတယ်တဲ့ဒါဟုတ်မဟုတ်ကိုအောင်စင်ဘယ်ရာပဲဖြစ်ဖြစ်အကျိုးနဲ့အပြစ်ကိုစစ်စစ်တဲ့အသိပညာရှိရအကျိုးလားအပြစ်လားအကျိုးနဲ့အပြစ်စစ်စစ်ကြည့်တဲ့အခါမှာအကျိုးအပြစ်က ို့ပြီးတော့ကြီးမားသလားအကျိုးကပို့ကြီးမားသလားဒါလည်းစဉ်းစားကြည့်ရအဲ့တော့အကျိုးအဖြစ်ကိုစဉ်းစဉ်းစဉ်းစားကြည့်လိုက်မယ်ဆိုရင်မူကြီးစေရတဲ့အရာကိုတောက်ဆုံးခြင်းကြောင့်နံပါတ်1ဖြစ်ပေါ်လာမဲ့အပြစ်ကဘာလို့ဆိုကိုရှိတဲ့ပစ္စည်းဆုံးရှုံးခြင်းတန်ဓိဋ္ဌိကဒနာစာနိတဲ့မြတ်စွာဘုရားအပြစ်6မျိုးဖော်ပြထားတယ်ဒီမှာမူရစေဝါ3မိဆိုလို့ရှိရင် ကိုရှိတဲ့ပစ္စည်းတွေဆုံးရှုံးပြီးကုန်ဆုံးပြီးဘာလို့ဆိုရက်လို့မရဘူးလေ drug addict ဖြစ်သွားလို့ရှိရင်သူကအဲ့တော့ကိုရှိတဲ့ပစ္စည်းဆုံးရှုံးမှုကနံပါတ်1ကျော်ပါမူးယစ်နေတဲ့အခါမှာတကယ်ချင်းအပေါင်းသင်းတွေဘလောက်ပဲခင်းခင်းမူးယစ်နေတဲ့အခါမှာလူဟာစိတ်ဓာတ်တွေကမမှန်တော့မမှန်တော့ရသော်ပြာဒုတိယအပြည့်အနေနဲ့ကလဟအဝတ္တနီခယံဒေါသကိုဖြစ်ပွားစေတယ်ဟောမူးယစ်ခြင်းအပြည့်က ခယံဒေါသကိုဖြစ်ပွားစေမယ်ခယံဒေါသဖြစ်ပွားသွားသည့်အတွက်ကြောင့်အဲ့ဒီနေရာမှာပဲလူသားမှုဖြစ်ခြင်းလည်းဖြစ်မယ်တည်ဆုံးရတာအသက်ဆုံးရှုံးတာဖြစ်ခြင်းလည်းဖြစ်မယ်ထိခိုက်ဒဏ်ရာရသွားတာလည်းဖြစ်ခြင်းဖြစ်နိုင်တယ်ကလဟပေါ်တယ်တုံးနဲ့တူချင်းများပြီးခယံဒေါသဖြစ်တယ်ဆိုဒီကနေ့မှာမကြားခြင်းအဆုံးနေ့စဉ်လိုလိုဂျာနယ်တွေထဲမှာပါနေတာပဲเนาะတကမ္ဘာလုံးကြည့်မယ်ဆိုရင်မူရန်ကားပြီး အချင်းများလို့တည်တဲ့ဟာနေတိုင်းတော့ရှိနိုင်တယ်ပေါ့တကဘာလုံးကချုပ်ကြည့်လိုက်အဲ့တော့ဓာရီဟာကောင်းသောအရာတွေလာလို့ဆိုပဲကောင်းအသက်ဆုံးရှုံးသွားမှုကတန်ဖိုးရှိတဲ့လူကွာတန်ဖိုးရှိအောင်မလုံးလိုက်ရပဲနဲ့ဘဝတစ်ခုကဆုံးသက်သွားတယ်ဆိုအလုံးနှမျောစရာကောင်းတယ်ဒိဋ္ဌိအတိမျိုးမဟုတ်ပဲနဲ့လူအတိပညာသင်ကြားလို့ရပြီလူအကျိုးပြုနိုင်တဲ့လူဘဝရောက်လာပါရဲ့တန်းနဲ့ ဆုံးရှုံးသွားရတယ်တဲ့ဒါနံပါတ်3အဖြစ်ကတော့ဘာလဲရောခာနာအာယတနာယောဂဝိရဏတို့ရဲ့ဖြစ်ပေါ်ရာဌာနဖြစ်လာတယ်ဘုရားရှိဝါစသုံးခြင်းကြောင့်ဥမာမဲ့အရက်တောက်စားခြင်းကြောင့်ဘာဖြစ်လဲအသေးကျွတ်တာအသေးကင်းစားလို့ဒီလိုဟာကစားပြီအရက်တောက်လို့အစာအိမ်ယောဂဖြစ်တာတို့အစာအိမ်သွေးကြောပေါက်တာတို့ကစား အရက်ကြောင့်ဖြစ်ပေါ်လာတဲ့ယောဂဝေဒနာတွေကလည်းပဲအားလုံးဟာဒီကနေ့ခေတ်မှာစိတ်ပညာတတ်တဲ့ဆရာတော်တွေကလည်းဒါဖြစ်တယ်ဆိုတာကိုထောက်ခံပြောကြားထားတာဖြစ်တယ်။မြတ်စွာဘုရားကဟောတယ်။ရောဂါနာအာယတနာယောဂမျိုးစုံတို့ရဲ့အကြောင်းတရားဖြစ်လာနိုင်တယ်။ဒါကြောင့်ဒါအဖြစ်တစ်ခုပဲ။နောက်တစ်ခုကဘာတော့အခိတ္တိသင်္စနနေမကောင်းတဲ့ရင်းတွေလည်းဖြစ်ပေါ်တယ် မကောင်းတဲ့ရင်ဆိုအာဒီလူကအတော့သမားဒီလူကအစားသမားမူရသမားဆိုပြီးတော့မကောင်းတဲ့ရင်နေဖြစ်ပေါ်တယ်နမငါကြတော့ဘာတော့အပြစ်ကကောပိနဏိဋ္ဌံတဏိမူရနေတဲ့ပုဂ္ဂိုလ်ဟာအဆက်ကွဲတယ်လုံကြီးကျွတ်နေလဲကျွတ်မှမသိတော့နော်မူရနေပြီဆိုရင်အကုန်အဆက်ကွဲပြီသာမှတ်ပြီတသက်လုံးဖုံးဖိထားတာလေအကုန်ပေါ်ကုန်အကုန်ပေါ်ကုန် အဲ့ဒါကြောင့်ဟိုအဆက်ကွဲတယ်လို့ပြောဒီကနေ့ခေတ်မှာအမျိုးသားတွေတင်မူရတာမဟုတ်ဘဲနဲ့အမျိုးသမီးတွေကပါမူရနေဒုက္ခရောက်အမျိုးသမီးတွေကြပို့လို့အန္တရာယ်တွေများတာပေါ့မူရပြီဆိုလို့ရှိနောက်ဆုံးအချက်ကတော့တကယ်ကိုအရေးကြီးတဲ့အချက်တစ်ခုပဲအလုံးကတော့တူညီတဲ့အဖြစ်တွေပါပဲနောက်ဆုံးအချက်ကတော့ဘာလို့ဆိုလူတံမိုးတစ်ခုဆုံးရှုံးသွားမယ်ဘာလို့ပညာယဒုပ္ပတိကရဏီ အသိပညာတွေအားနေသွားစေတယ်။ဟုတ်တယ်။မူရစီဝ30ပုဂ္ဂိုလ်တွေဟာတွေးလိုက်တိုင်းအလွဲတွေရွေတွေးတတ်တယ်။ဆုံးဖြတ်ချက်တွေမှားယွင်းလာတယ်။အဲဒါကြောင့်အသိပညာဟာအားနေသွားတယ်။လောကမှာလူတွေအတွက်တန်ဖိုးရှိဆုံးအရာပညာသာလင်ဖြစ်တယ်။ဒါကြောင့်စာပေကျမ်းကမှလည်းပညာနရဏံရတနံပညာသည်လောကသားတို့အတွက်ယရဏတစ်ပါးပါလို့ထုတ်ဆိုတယ် အဲ့ဒီပညာဟာမူရစ်ကိုသုံးစားခြင်းကြောင့်ကိုယ့်တွေပညာတွေဟာယောနေသွားပညာတွေဟာအာပြော့သွားတယ်အာမရှိတော့ဘူးအဲ့ဒါတော့ဆုံးရှုံးဆုံးပဲဘာလို့လို့ဆိုရင်လူ့ဘဝမှာအသိပညာတတ်ပညာအမြဲတမ်းအရေးကြီးတာအဲ့ဒါကိုအာပြော့သွားစေတတ်တယ်ပျက်စီးသွားစေတတ်တယ်အာမရှိအောင်လွတ်ပြစ်တတ်တယ်လို့ဆိုဟုတ်လားမူရစ်စာသုံးခြင်းနဲ့ပတ်သက်ပြီးတော့ရသဗျာအဖြစ်၆မျိုး သင်္ကလောဝါဒသင်္ကလသုတ်တာမှာဒီလိုဟောတာရှိတယ်။အဲ့တော့ကိုရှင်တရားကောင်းမွန်တဲ့ပုဂ္ဂိုလ်တရားဟာဘူးရကိုရှောင်မိသားဖြစ်သည့်အတွက်ကြောင့်သူ့အတွက်ဟာဒီဆိုးကျိုးတွေကလွတ်ကင်းသွားတယ်။ဆိုးကျိုးတွေကလွတ်ကင်းသွားတော့အပြာအပြင်ကြည့်မယ်ဆိုရင်သူဟာပညာစွမ်းအားတွေထက်မြက်လာနိုင်တယ်။ဘူးရရှောင်ခြင်းခြင်းကြောင့်ပညာစွမ်းအားတွေထက်လက်လာနိုင်တယ်။နော်။ပစ္စည်းဥစ္စာမကုန်ဘူး။ဘယ်သူနဲ့မှရံမဖြစ်ရတော့ဘူး။ ယောဂဝေဒနာလည်းဖြစ်မှုနှဲပါသွားတယ်။မကောင်းတဲ့ရင်ကြောကြတာလည်းမရှိတော့အဆက်ကွဲတာလည်းမရှိတော့ဘူးဆိုတော့အပြာအပြည့်မူရရှောင်ခြင်းခြင်းကြောင့်ရတဲ့အကျိုးတွေကိုသိရှိနိုင်တယ်။အေးကိုရှင်တရားပြပြမှုအတွက်နောက်တစ်ခုအဆိုးကဘာလို့ဆိုလို့ရှိရင်လောင်းကစားအလောင်းစားလောင်းကစားလောင်းကစားတာခုခေတ်ဆိုကက်ဆီနိုတို့ဘာတို့များကြီးပဲ။ မလေးကိုရှိတရေရှိသမားတွေလောင်းတာအဲလူတွေထင်ကြတယ်လောင်းကစားလုပ်ရင်ကိုရှိတရေရှိခြင်းအဲ့တော့လောင်းကစားပြုလုပ်ခြင်းတော့နိုင်အောင်ကစားနိုင်လို့ပတ်သက်မရဘူးလားရတယ်အဲ့ဒီဟာကတည်မြဲသလားဆိုတည်မြဲဘူးမြတ်စွာဘုရားကလောင်းကစားခြင်းကြောင့်နိုင်သည်ဖြစ်စေရှုံးသည်ဖြစ်စေအပြစ်ပဲဘာဖြစ်လဲဆိုရင်ဆေယံဝေရံပတဝတိ နိုင်တဲ့ပုဂ္ဂိုလ်ဟာယံသူတွေများလာတယ်။လောကစားမှာအနိုင်ရပြီဆိုရင်ကျန်တဲ့လူကဝိုင်းတက်ဖို့သူ့ကိုကြည့်။သူ့ကိုတက်ဖို့ချောင်းလာ။အဲ့တော့သူ့မှာယံသူတွေများလာ။ဒါဖို့ခွဲဝိုင်းမှာတက်ခံရတယ်ဆိုတာဒါ၄ဖြစ်တယ်။ဆယံဝေရံပတဝတိ။နိုင်လို့ရှင်လဲယံကိုဖြစ်ပွားစေတယ်။ရှုံးတော်ရောဇီနောဝိတ္တမနုသောစတိ။ ရှုံးသွားတဲ့ပုဂ္ဂိုလ်ကရှုံးသွားတဲ့ငွေကြေးတနာအတွက်စိတ်ပူတယ်နော်စိတ်ပူပါရဲ့အဲ့တော့နိုင်တဲ့လူကတော့နိုင်တဲ့လူကလည်းပဲနိုင်လို့စိတ်ချမ်းသာကိုချမ်းသာလာလို့ဆိုမဟုတ်ဘူးရန်သူကြောက်နေရတယ်ရှုံးတဲ့လူကလည်းပစ္စည်းတွေဆုံးသွားလို့စိတ်ပူရတယ်နော်နေ့ရက်စလုံးစိတ်ပူတာကြည့်ပဲကောတန်တေကြီးကဒနာစာနေတဲ့နံပါတ်3ကလက်တွေ့အပြင်တော့သူပစ္စည်းဥစ္စာတွေဆုံးရှုံးမှာပဲသိကြတယ် နံပါတ်၄ကတဘာဂတ္တဝဆနနာရုဟတိလူကြီးလူကောင်းအစည်းအဝေးတွေပြောတဲ့အခါမှာကစားသမားပြောတာဘယ်သူမှလက်မခံဒီလူကအလောင်းကစားသမားကြီးဆိုပြီးတကယ်ဒီအစည်းအဝေးခမ်းမတွေမှာသူပြောတဲ့စကားကဘယ်တော့မှမထီရောက်တော့ဘူးဒါဆိုလို့နံပါတ်၅ကြရပါမိတ္တမစ္ဆာနံပရိပုတော် မိတ်ဆွေတွေပေါင်းတဲ့နေကသူ့ကိုထင်သေးကြတယ်အမြင်သေးကြတယ်အာဒီကောင်အလောင်းကစားသမားဒီကောင်နဲ့တိတ်အဖက်မလုံးနဲ့ဟိုကောင်လောင်းတဲ့ကောင်လာပြီးပတ်ဆက်ရှိလေးငါးစီဝန်ငွေချေးလိုက်မယ်ထင်သေးတယ်လေထင်သေးခါကို့အပေါင်းတဲ့ရတော့ကို့ကိုထင်သေးလားပြိဘူးတော်ဆိုလွန်မှုနှိမ့်ဆက်လားအာဒီကောင်ကဒီကောင်နဲ့ပေါင်းလို့မဖြစ်ဘူး ီကောင်ပတ်စပ်ပေးပြီးအဲ့ဒါသူလောင်းမှာပဲကစားအောင်မှာပဲဆိုမိစွေတွေပေါင်းတဲ့နေရာသူ့ကိုရှောင်ရတယ်ဒီလို့အပြစ်ကိုဖြစ်စင်တယ်နောက်နံပါတ်6ကျတော့ဘာလို့ဆိုရင်သမီးရှင်တွေကအလောင်းကစားသမားကိုဘယ်တော့မှတမက်လောင်းမရွေးဘူးတဲ့အဲ့ဒါတော့အဆုံးရှုံးဆုံးပဲပေါ့နော်ဒါသမီးရှင်တွေကဘယ်တော့မှသူ့ကိုမရွေးချယ်တော့ဘူး ဟိုခေါင်းထဲထည့်ဖို့မထည့်တော့ဒီခေါင်းကစားသမားဆိုပြီးတော့ဘာမှစီးပွားဖြစ်အောင်လုပ်နိုင်မှာမဟုတ်ဘူးသူကကစားသမားရှိသမျှပစ္စည်းတွေကုန်မှာပဲဆိုရင်ဘယ်တော့မှသမီးနဲ့ပေးစားဖို့မချမ်းသိတော့ဘာဒါတော့ဆုံးရှုံးဆုံးဖြစ်သွားအဲ့တော့မြတ်စွာဘုရားထောက်ပြထားတဲ့အပြစ်တွေဟာတကယ်လောကမှာရှိတဲ့အပြစ်တွေချင်းအဲ့ဒါကိုချင်းတရားပြပြသွားပြီဆိုလို့ရှိရင်အဲ့ဒီအပြစ်တွေရရှိနိုင်တယ်ပေါ့ဒါကြောင့်မို့ကိုချင်းတရားထိန်းသိမ်းဆောက်ရှောက်မှုက အဲ့ဒါမှအရေးကြီးတယ်လူငယ်တွေရဲ့တောက်ပါသောလှပသောအနာဂတ်ကိုရရှိဖို့ရာအတွက်ဒီကိုချင်းတရားတွေကောင်းမွန်ထိမ့်သိမ်းဆောက်ရှောက်ဖို့လို့